င်္ဂလာဘာသာတို့သမီးတို့ရေဒီချက်ကတော့တတ္တမရန်သမိုင်းဘာသာရောက်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ်အကြောင်းအရာလေးကတော့မြမသမိုင်းအခန်းတေဗြေဒရစ်ခိမြန်မာနိုင်ငံသင်္ကားစာနှင့်တောင်ငူခိပထမပိုင်းရဲ့ဘယင်းနောင်ဤနိုင်ငံစီအဝေးဆောင်ရွက်ချက်များဖြစ်ပါတယ် ဲသားတို့သမီးတို့ရေအခုစာသင်ချိန်မှာတော့တပင်ရွှေထီးလက်ရွာဆန်ပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေကိုလေ့လာသင်ရမှာဖြစ်ပါတယ်။ကဲဆက်ပြီးတော့သင်ခန်းစာလို့ကြည့်ကြစို့။တပင်ရွှေထီးလက်ရွာဆန်တာနဲ့ဒီပိုင်းနဲ့ပရိသတ်တွေဟာမိမိတို့အပိုက်စားရတဲ့မြို့သီးသီးကိုအခိုင်အမာပြုပြီးတော့ပုံကန်ချမ်းသာကြတယ်။ပြီးတာငူနဲ့ဟန်တော်ရီပရိသတ်တွေကလည်းပြန်လဲလှုပ်ရှားလာတယ်။အဲ့ဒီလိုပြန်လဲရှုပ်ထွေးလာတဲ့အခြေအနေမှာတော့ ဘေးနောင်ဟာထင်ရှားလာခဲ့ပါတယ်။တပင်းရွှေထိလောက်ကြံခရမ်းချိန်မှာတော့ဘေးနောင်ဟာဟန်တာရီမှာမရှိတဲ့အတွက်ဟန်တာရီထင်းချောင်းကိုတမိန်ဆုပ်ထုပ်ကတည်ယူခဲ့ပါတယ်။ဒါပေမဲ့အမတ်တရားသူ့ကိုစန့်ကျင်နန်းချပြီးတော့တမိန်ထောရံမှာကိုဘယင်ဖြေးတင်မြောက်ခဲ့ပါတယ်။ကဲဒီဆော်ဘိုက်ကလေးကနော် အကြောင်းရတော့တပင်းရွှေထိနန်းရဆန်ပြီးတဲ့နောက်မှာနိုင်ငံရေးအခြေအနေဖြစ်ပါတယ်။ကဲဒီချက်တို့ဒုတိယဆော်ဘိုက်ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ ဘရင်တော်ဟာဟန်တာရီကိုပြန်လဲရရှိဖို့အတွက်ဒဂုံဒလာတို့မှတောင်းကိုချစ်တဲ့ရတယ်။တောင်းကိုရရှိပြည့်နောက်မှာပြည်မျိုးကိုရဖို့အတွက်ကြိုးပမ်းနေ။ပြည်မျိုးသားကအပြင်းထန်ခုခံတဲ့အတွက်ကြောင့်မလို့ဘရင်တော်ဟာပြည်ကိုဝိုင်းရံနေတဲ့တိုက်အင်အားကိုရှော့ချပြီးတော့အေယာဝီမျိုးတချို့မှရှိတဲ့မြို့ဝါတွေကိုတိုက်ခိုက်သိမ်းသိမ်းခဲ့တယ်။အခုအောင်လာရခင်ပြည်တဲ့လေခိုင်းမလွန်စကုမြင်ကွင်းမင်းတုံတိုင်တားနဲ့ မင်းတပ်မျိုးသားတို့ဟာဘင်းတော်လက်အောက်ကိုခုံလာခဲ့ကြပါတယ်ဒီပိုက်ကလေးရဲ့အကြောင်းအရာကတော့ဘင်းတော်ဟာအေရီမျိုးတစ်ချောင်းမှာရှိတဲ့မျိုးပါတွေကိုတိမ့်သိမ့်ပုံဖြစ်ပါတယ်အဲ့တော့ကျတို့မျိုးပုံလေးကိုကြည့်ကြမယ်ဒီပုံလေးကတော့ကျမတို့ဘင်းတော်အေရီမျိုးတစ်ချောင်းမျိုးပါတွေကိုတိမ့်သိမ့်ခဲ့တဲ့နေရာကိုပြတဲ့မျိုးပုံလေးဖြစ်ပါတယ်အဲ့တော့ဘီးနောင်ဟာစုဆောင်းရရှိတဲ့လူသူအင်အားတွေကိုဤတော်တို့ပေးအပ်ပြီးတော့ မြေထဲဒေသမှာအခိုင်အမာသူတို့ကိုနေစေခဲ့တယ်ပြီးတဲ့အခါမှာသူကတောင်ကိုပြန်ခဲ့တယ်1950ပြည့်နှစ်မှာတော့ပြည်မျိုးဟာအင်အားနည်းနေကြောင်းကြားသိတဲ့အခါမှာပြည်မျိုးကိုဒုတိယချိန်ခြိတက်ပြီးတော့သိမ်းပိုင်ရရှိခဲ့တယ်ဘေးနောင်ဟာပြည်မျိုးကိုရရှိပြီးတဲ့နောက်မှာတော့ဗဂန်နဲ့ဆလီကိုဆက်လက်ပြီးတော့ခြိတက်သိမ်းပိုင်ပြန်တယ်1952ခုနှစ်မှာတော့ဟန်တာဝရီကိုပြန်လဲတိုက်ခတ်အမြင်ခဲ့ပါတယ်ဟန်တာဝရီကိုရရှိပြီးတဲ့နောက်မှာတော့အရှိတ်ဘက်မုဒ္ဓမဝန်းကျင်မှာရှိတဲ့ မျိုးစားရွာစားတွေကလည်းအညံ့ခံကြပါတယ်အဲ့လိုနဲ့ဘင်းတော်ဟာတပင်းရွှေတိလက်ထက်ကပိုင်ဆိုင်ခဲ့တဲ့မြို့ဟာတွေကိုလျောက်ခံပြေပြန်လဲပြီးတော့တင်းသွင်းနိုင်ခဲ့ပါတယ်ဒီအကြောင်းအရာလေးကတော့သားတို့တမီးတို့ရေဘင်းတော်ဟာတပင်းရွှေတိပိုင်ဆိုင်ခဲ့တဲ့မြို့ဟာတွေကိုလျောက်ခံပြေပြန်လဲတင်းသွင်းနိုင်ခဲ့ပုံဖြစ်ပါတယ်ကဲတာလို့တမီးတို့ရေဆက်လက်ပြီးတော့စာပိုက်ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘင်းနောင်ဟာအင်းဝကိုတိမ့်ပိုက်နိုင်ဖို့အတွက်ကြိုးပမ်းခဲ့တယ်ပထမအကြိမ်တိုက်ခိုက်တဲ့အခါမှာတော့ အင်းဝဘက်ကနေပြီးတော့အုံပေါင်းဗမောမိုးကောင်းမိုးညင်းစော်ဘွားတွေကကိုညီတဲ့အတွက်ကြောင့်မလို့ဘေးနောင်ကမအောင်မြင်ခဲ့ပါဘူးဘရင်နောင်ကိုယ်တိုင်ဦးစီးပြီးတော့တိုက်ခိုက်ခဲ့တော့မှ1555ခုနှစ်မှာအင်းဝကိုရရှိခဲ့ပါတယ်။ဘရင်နောင်ဟာမြန်မာနိုင်ငံအလဲပိုင်းနဲ့ချင်းတွင်းဒေသမှာရှိတဲ့မြို့ဟာတွေကိုတင်းသွင်းပြီးတော့အင်းဝဘက်မှာကူညီခဲ့တဲ့ရှမ်းစော်ဘွားတွေနဲ့ကိုရှမ်းပြည်နယ်တို့ကိုတင်းသွင်းနိုင်ခဲ့ပါတယ်။ တတို့သမီးတို့ရေကိုရှမ်းပြည်နယ်ဆိုတာတော့ချက်ရှင်းပြပါမယ်။ကိုရှမ်းပြည်နယ်ကြီးကဘယ်လေပြည်တွေပါဝင်လဲဆိုရှင်တစ်ကတိန်နီပါ၊နှစ်ကတီဘော၊သုံးကရောင်ရွှေ၊လေးဗမော၊ငါးမိုးနယ်၊၆မိုးမိတ်၊ခုနှစ်မိုးကောင်း၊၈မိုးညင်းနဲ့ကိုကလေးတို့ဖြစ်ပါတယ်။တိမ့်ပိုင်ရရှိခဲ့တဲ့ဒေသတွေမှာစော်ဘွားတွေကိုဆက်လက်မြောက်စားခဲ့တယ်။1962ခုနှစ်မှာတော့ ဘင်းနောင်ဟာတနိုင်ငံလုံးကိုစူးစီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ရှမ်းနယ်တွေဟာဘောအုပ်ချုပ်ရေးနဲ့အလှမ်းဝတဲ့အတွက်ကြောင့်တကြောင်လမ်းမဆက်သွေးရေးညံဖြစ်တဲ့အတွက်ကြောင့်၎င်းပုံကံမှုတွေဟာမကြာခဏဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မလို့တောင်ကွာအဲ့ပုံကံမှုတွေကိုနှိမ်နင်းခဲ့ရပါတယ်ဒါလို့သမီးတို့ရေးဒီစာပိုက်ကလေးကတော့ဘင်းနောင်ရဲ့နော်ဆရာမတို့တနိုင်ငံလုံးကိုသုံးသိမ်းနိုင်ဖို့အတွက်ကြိုးပမ်းခဲ့ပုံပဲဖြစ်ပါတယ်ကဲဆက်လက်ပြီးဆရာမတို့လေ့လာကြည့်ကြမယ် ဒီနောက်ဟာရခိုင်မအပတနိုင်ငံလုံးကိုတိမ့်ပတ်ရရှိပြီးတဲ့နောက်မှာတော့1958ခုနှစ်မှာဇင်းမဲလင်းစင်1959ခုနှစ်မှာတော့မဏိပူရကသေး1963ခုနှစ်မှာတော့အယုဒ္ဓယာကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကစတင်ပြီးတော့ဘေးနောက်နိုင်ရဆန်တဲ့အထိအယုဒ္ဓယာမြန်မာရဲ့လျောက်ခံဖြစ်ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲဘေးနောက်မှာ16ရာစုနှောင်းပိုင်းမှာတော့ စမတို့မြန်မာနိုင်ငံမှာပြိုင်ပွဲကင်းတဲ့ဧကရတဘာဖြစ်ခဲ့ပါတယ်။အဲတော့ဒီကျောင်းသားလေးကတော့ဆရာမတို့ဒပင်ရွှေထီးရဲ့ကြီးမားကြံပြတဲ့ဧကရနိုင်ငံတော်ကြီးကိုတီထောင်ခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။ကဲအဲတော့ဘေးနောက်လက်ထက်မှာဆရာမတို့ဟလာပြုတ်လုခဲ့တဲ့ခေါင်းလောင်းပုံလေးပါ။ဒါကတော့ဆရာမတို့ဒေါက်တာဒီပုံလေးကတော့ကမ်ဘောဇာတာဒီနန်းတော်ပုံဖြစ်ပါတယ်။ကဲတာလို့သမီးတို့ရေနော်ဒီကျောင်းသားလေးကိုတာလို့သမီးတို့သင်ယူပြီးပြီဆိုတော့အဓိကကြားတဲ့အချက်ကလေးတွေကိုကြည့်ကြရအောင်။ တပည့်ရွှေတိနတ်ရဆန္ဒနဲ့တပြိုင်တည်းပရိသတ်တွေဟာမိမိတို့ပန်းစားရတဲ့မြို့တိတိကို အခိုင်အမာပြုတ်ပြီးတော့ခြာနာခဲ့ကြတယ်။ဘရင်နောင်ဟာဟန်တာဝရီကိုပြန်လဲရရှိဖို့အတွက်ဒဂုံဒလားတို့ဘက်မှတောင်းကိုချစ်တက်ခဲ့ရတယ်။1550ပြည့်နှစ်မှာတော့ပြည်မျိုးကိုသိမ်းမရရှိခဲ့ပါတယ်။ဘရင်နောင်ဟာတပည့်ရွှေတိလက်ထက်ကပန်းဆိုင်ခဲ့တဲ့မြို့ဝါတွေကိုလက်ရောက်ခံဖြစ်ပြန်လဲသွင်းသွင်းနိုင်ခဲ့ပါတယ်။ဘရင်နောင်ဟာ1562ခုနှစ်မှာတော့တနင်္ဂနွေလုံးကိုစူးစစ်နိုင်ခဲ့ပါတယ်။ ဘင်းနောင်ဟာ16ရာစုနောက်ပိုင်းကာလမှာတော့မြန်မာနိုင်ငံမှာပြိုင်ဘက်ကင်းတဲ့ဧကရာဇ်ဘာဖြစ်ခဲ့ရပါတယ်။ကဲဒီနေ့ဒီချေပြပြပေးတဲ့အကြောင်းအရာလေးကတော့မြမသမိုင်းအခန်းတရက်ဒရစ်ခေမြန်မာနိုင်ငံသင်္ကန်းစာနှင့်တောင်ဝခေပထမပိုင်းရဲ့ဘေးနောင်ရဲ့နိုင်ငံစီဝေးဆောင်ရွက်ချက်အကြောင်းများဖြစ်ပါတယ်။အားလို့သမီးတို့လည်းဒီချေရှင်းပြခဲ့တဲ့ဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။ နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်